အနာဒိတ်စစ်ကောင်းဆောင်ဘူဂျုံမှုကြီးမင်းအောင်လိုင်ရုရှားနဲ့ဘယ်လာရုစ်နိုင်ငံကနေမလ9ရက်နေ့မှာပြန်ရောက်ပြီးနောက်တစ်ရက်မှာပဲတရုတ်နိုင်ငံရဲ့အာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာတိန့်ရွှေချင်းနေပြည်တော်ကိုရောက်ရှိလာပါတယ်။မလ10ရက်နေ့မှာမစ္စတာတိန့်ရွှေချင်းကိုစစ်ကောင်စီရဲ့နိုင်ငံသားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတန်းဆွေကလက်ခံတွေ့ဆုံခဲ့ပြီးမလ17ရက်နေ့မှာတော့စစ်ကောင်ဆောင်နဲ့တွေ့ဆုံတယ်လို့မြန်မာလင်းသတင်းစာမှာဖော်ပြပါဗျ။စစ်ကောင်ဆောင်ရုရှားကပြန်ရောက်ရောက်ချင်း တရုတ်အထူးကိုယ်စားလှယ်ဘာကြောင့်လာတွေ့ပါသလဲနိုင်ငံရေးဝိုင်းရင်တုတေတီတွေကတော့အခုလိုသုံးသပ်ကြပါတယ်အဓိကကတော့ရုရှားဘက်တိတ်ကက်သွားမှဆိုတဲ့အတွက်ကြောင့်တရုတ်ကပြန်ထင်းဖို့ထိန်းချုပ်ဖို့ပြန်လုပ်တာပါရုရှားနဲ့ပူးပေါင်းပြီးထင်ရှားလုပ်တာကိုတရုတ်ကလက်မခံဘူးဆိုတာကိုပြတာလည်းဖြစ်မှာပေါ့စစ်ကောင်စီနဲ့တရုတ်အထူးကိုယ်စားလှယ်တို့တွေ့ဆုံပွဲမှာတရုတ်မြန်မာနယ်စပ်တည်ငြိမ်ရေးနယ်စပ်ဒေသအွန်လိုင်းငွေလိမ်လုပ်ငန်းပပျောက်ရေး စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးအတွက်အားထုတ်မှုတွေပေါ်အပြူသဘောဆောင်တဲ့ကူညီမှုတွေဆက်လုပ်မယ်လို့ဆွေးနွေးခဲ့ကြပါဗျ။စစ်ကောင်ဆောင်ဟာရုရှားနဲ့ဘယ်လာရုစ်ခရီးစဉ်မှာရွေးကောက်ပွဲကိုဒီဇင်ဘာလဒါမှမဟုတ်ရင်2026ဇန်နဝါရီလမှာအစောဆုံးပြုလုပ်နိုင်ဖို့စီစဉ်ထားတယ်လို့ပြောဆိုခဲ့ပြီးနောက်တရုတ်ထူးကိုယ်စားလှယ်နဲ့လည်းရွေးကောက်ပွဲကိစ္စတွေဆွေးနွေးမှုကိုလှုပ်ဆောင်တယ်လို့သတင်းစာမှာဖော်ပြချက်အရသိရပါဗျ။တရုတ်ဟာရုရှားနဲ့နှီးစပ်တဲ့ဆက်ဆံရေးရှိပေမဲ့မြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံနီးကပ်သွားမှာကိုတော့ လိုလားမှုမရှိနိုင်ဘူးလို့နိုင်ငံတကာဆက်ဆံရေးလေလာနေသူတဦးကပြောဆိုထားပါတယ်။ကျွန်တော်အချင်းချင်းပြောဘူးသလိုပါပဲတရုတ်ဟာမြန်မာပြည်တွင်းကအခြေအနေကိုလွှမ်းမိုးဖို့လှုံ့ဆော်ဖို့စွမ်းရည်နဲ့တောင်းအားပေးနိုင်တဲ့တခုတည်းသောပြင်ပနိုင်ငံပါ။ရုရှားကဒုတိယကစားသမားဖြစ်ပေမဲ့တရုတ်ကဘယ်ပြိုင်ပွဲကိုမှမမြင်ချင်တာကြောင့်ရုရှားနဲ့မြန်မာစစ်တပ်ရဲ့ဆက်ဆံရေးကိုမကျေနပ်ဘူးလို့ထင်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုကုန်သွယ်မှုနဲ့စစ်ဘက်ဆိုင်ရာဆက်ပစ္စည်းထောက်ပံ့မှုတို့အတွက်တရုတ်နိုင်ငံပေါ်မိခိုအားထားနေတာကိုရှော့ချဖို့အတွက်မြန်မာစစ်တပ်ဟာရုရှားနဲ့ချိတ်ဆက်မှုတွေပြုစုပြောထောင်နေတာကိုလည်းတရုတ်တို့ကသတိပြုမိပါတယ်။ဒါပေါ်မှာလည်းတရုတ်ကမကြည်နက်ပါဘူး။မြန်မာစစ်ကောင်စီအနေနဲ့ရုရှားကနေစီးရဲအကူအညီတွေရလာပြီးစီးရဲအရာပြောင်းလဲလာနိုင်တဲ့အခင်းကျင်းကိုလာရောက်ဆွေးနွေးတာရှိနိုင်တယ်လို့နိုင်ငံတကာဆက်ဆံရေးလစ်လာသူတွေကထောက်ပြကြပါတယ်။တရုတ်ဟာနေဆက်ဒေသတည်ငြိမ်ရေး နှစ်နိုင်ငံနယ်စပ်ကိတ်မှာမြန်မာစစ်ကောင်စီကိုနေရာပေးပြီးပြန်လည်ဖွင့်လှစ်နိုင်ရင်းနဲ့နယ်စပ်ကအွန်လိုင်းငွေလင်ကိုင်းတွေပပပြဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်မြန်မာနိုင်ငံမြောက်ပိုင်းဒေသကစစ်ပွဲတွေမှာတရုတ်စိုးရကဥဆောင်ကအပြည့်ရဖို့ကြိုးစားနေပြီးမလအတွင်းအာရခတပ်တော် AE နဲ့စစ်ကောင်စီတို့တရုတ်နိုင်ငံမှာဆွေးနွေးပွဲရှိတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဒါအပြင်တိုင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL နဲ့လည်းလာမယ့်ဧပြီလမှာဆွေးနွေးပွဲတွေလုပ်ဖို့ရှိနေပါတယ်။ဒီအတွက်တရုတ်ဟာငြိမ်းချမ်းရေးပွဲစားအဖြစ် မြောက်ပိုင်းမဟာမိတ်အဖွဲ့ကြီးစီကသတင်းစကားတွေကိုစစ်ကောင်းဆောင်စီတည်လာတာလည်းဖြစ်နိုင်တယ်လို့တရုတ်မြန်မာရေးကျွမ်းကျင်သူဒေါက်တာလှကျော်စောကသုံးသပ်ပါတယ်။ဟိုကျမထင်တာတော့ဒီလိုဖြစ်မယ်ထင်တယ်။ဟို TNL နဲ့ဟိုစစ်တပ်နဲ့ဆွေးနွေးတာဆွေးနွေးပွဲမှာအောင်မမြင်ဖြစ်သွားတော့ဟို TNL ကစကားတခုပြောထားတာရှိရတယ်။သူတို့ဆွေးနွေးပွဲတွေကိုဆက်လုပ်မှာပါဆိုတော့ကြည့်ရတာ TNL ကသူတို့လူကျင်နာတွေသူတို့ရဲ့ဟွန်းင်းတွေကိုတရုတ်ကိုပြောထားတယ်ထင်တယ်။ အဲ့တင်းချီကျောင်းကအခုဗမာဗမာပြည်ကိုသွားသွားတယ်မသွားခင်အဲ့ဒီဇာကဟိုနေနေနဲ့တိုင်းမကောင်းဆောင်နေနဲ့တွေ့တယ်လို့ပဲကြားတယ်ကြာအဲ့ဒီကအချက်လက်တွေစုဆောင်းပြီးတော့သူကဟိုစကားဆရသွားပြောပြတာဖြစ်နေတယ်လေသူကကြားထဲမှာသူတို့ကဟိုနေပြုတ်နေတာဟိုဟိုကြားအောင်တွေလို့လုပ်နေတာဖြစ်တော့အဲ့ဒါသွားပြီးတော့ညှိတာဖြစ်နေတယ်ချင်း